ကျွန်တော်တို့ကချင်းလုံးညီတဲ့တဲမှာဆိုရင်ပန်ဒီဇိုင်းဆိုရင်အင်မတန်လူကြိုက်များလာတဲ့ဒီဇိုင်းပေါ့ဗျာအဲ့ဒီတဲမှာမှာဒီနေ့ကတော့ကျွန်တော်တို့ကျွန်တော်စိတ်ကြိုက်ရွေးထားတဲ့ဒါပန်ဒီဇိုင်းတဲမှာကျွန်တော်တို့ဒါ၄၅၆တောင်း800အဲ့လောက်ထိကျွန်တော်ရနိုင်မဲ့ဒီဇိုင်းလေးတွေပေါ့အဲကျွန်တော်စိတ်ကြိုက်လေးရွေးထားတယ်ဒီနေ့အတွက်အဲ့ဒါလေးကျွန်တော်ဒီနေ့လာပြပေးတာအခုဝယ်ထားတာဆိုရင်ကျွန်တော်တို့ဒါအပွင့်ထဲမှာဆိုအရန်အကြီးဆုံးပဲဒီဒီဇိုင်းဆိုရင်ကျွန်တော်တို့ကဒါ8000ကျော်တယ်နှစ်ကြိုက်ကွင်းတစ်ကွင်းချင်းလေးရက်လက်ကောက်ထယ်လေးကျွန်တော်ဖြန့်ပြပေးမယ်။ तू ကဒီလို width width ပြလာတော့ကောက်ချောင်းပေါ်လာပေါ့နော်။ ဒီလိုမျိုးလေးဒါလေးကကျွန်တော်တို့ဒါအပြင်ပိုင်းဒီမှာအတွန်းပိုင်းလေးလေးရက်လက်ကောက်တဲ့ဖြစ်ကြောင်းပြတာအတွန်းပိုင်းက နော်ဒါလေးကကျွန်တော်တို့ကဒီလိုဖြန့်ကြည့်လိုက်ရင်တော့ဒီလိုမျိုးပုံစံလေးဖြစ်သွားမှာလုံကြီးကတော့ကျွန်တော်တို့ကဒါနှက်ကြိုက်ကွင်းမဲလာမယ်နှက်နှက်ကြိုက်ကျော်ဝဲကျင်တဲ့အမတွေအန်တီတွေညီမတွေကကြာတော့ကျွန်တော်တို့ဒါအတွန်းထဲမှာဗျောင်စာလေးပိုးဝဲမှာပေါ့ဗျောင်စာဆိုတာကကျွန်တော်တို့ကအထဲထဲမှာဒီလိုမျိုးဗျောင်စာလေးဒီအစအနံတူပေါ့နော်ဒီလိုမျိုးအသားတူတာပေါ့ဗျာနော်ဒီလိုအသားတူတဲ့အဲကျွန်တော်တို့ဒါဗျောင်စာတွေရှိတယ်တကိုက်ကိုတတောင်းတတောင်းတတော်တမိုက်လိုသလောက်ဖြတ်မယ်အတွန်းထဲမှာကျွန်တော်တို့ကဒီလိုပိုးဝဲဖို့အတွက်ပဲဖြစ်စေအင်းကြီးအတွက်ပဲဖြစ်စေအဲကျွန်တော်တို့ကဒီလိုမျိုးအတွက်ဗျောင်စာလေးတွေရှိတယ်နော်ဗျောင်စာလေးနှက်ကြိုက်ကျော်ဝဲကျင်တဲ့အန် တီတွေအမတွေကိုပြောတာเนาะကျွန်တော်ဒါကာလာလေးတွေလည်းအ ਨੇ အချင်းရမယ်အရန်ကြီးတော့ကာလာပြောင်စားကိုပြောတာเนาะကာလာဆုံဆုံတော့မရဘူးเนาะဒီလိုမျိုးလေးတွေရှိမယ်နှစ်ကိုက်ကျော်ဝက်ချင်တဲ့အမတွေဒါတွေကနှစ်ကိုက်ကွင်းမဲ့လာတဲ့ဖြစ်တဲ့အတွက်ကြောင့်မို့ပြီးရင်ဒီမှာ9000ကျော်တန်းပစ္စည်းလေးဒီကောင်လေးဆိုရင်လည်းပန်းလေးကကျွန်တော်ဒါတောင်စင်ဘက်ကိုသွားတယ်လို့ပြောရမှာပေါ့เนาะเนาะ သူကလည်းနှက်ကြိုက်ဝင်တကွင်းချင်းပဲကျွန်တော်တို့တချင်းတွေအာကုံလုံးကအိန္ဒိယကြီးအယောင်မကြောက်ရေမျိုးမှုအနစ်ကနေကာလာကနေဆိုပြီးမွဲမသွားဘူးဖုံမသွားဘူးလွန့်မသွားဘူးဒီလိုမျိုးလေးဖြန့်ကြည့်အဲနော်ခုနကကျွန်တော်ပြောသလိုပဲနှက်ကြိုက်ဝင်မဲ့လာတဲ့နှက်ကြိုက်ကျော်ဝစ်ချင်တော့အစာပိုးပြီးဖြောင်းစာလေးမမြင်ရတဲ့အတွန်းထဲမှာဖြောင်းစာလေးပိုးပြီးဝဲရမှာဒီကောင်လေးက9000ကျော်ပဲနော်ပြီးရင်ကျွန်တော်တို့ဒီမှာနည်းနည်းလေးသူအပွင့်လေးကြီးသွားပြီ6000ကျော် ။တွားကြတော့ကျွန်တော်တို့ကဒီခြိသားတွေကအကုန်လုံးကအတူတူပဲအပွင့်ရဲ့ဒီဇိုင်းပေါ်မှာမူတည်ပြီးတော့မှကျွန်တော်တို့ကအာဒါဒီလက်ရစ်ထက်ဖြစ်တဲ့အတွက်ကြောင့်မို့ခင့်ခက်တယ်လို့ပေါ်မှာမူတည်ပြီးဈေးနှုန်းကကွာချသွားတာ။အိန္ဒိယကြီးအယောင်မကြောက်ရေမယုံဘူး။နော်ဗမာချီမဟုတ်ဘူးနော်ကျွန်တော်ချင်းတယ်တွေအကုံလုံးကချင်းတယ်စစ်ပြီးဟေးဆိုရင်ဗမာချီမဟုတ်ဘူးဒီမှာဒီလိုလေးဖြန့်ကြည့်အရန်လနော်ဒီလိုမျိုးလေးဒါအတွန်ပိုင်းလေးနော်ဒီကောင်လေးက6000ကျော်တန်ပစ္စည်း6000ကျော်တန်ပစ္စည်းနော်ပြီးရင်ဒီမှာလာအောင်မယ်ဒီကောင်လေးကကြာတော့ကျွန်တော်တို့ဒါ ပစ္စည်းရှားတဲ့ထဲမှာပါတဲ့ဇောင်းလေး6000ကျော်တန်းပစ္စည်းနှစ်ကိုက်ကွင်းတကွင်းချင်းလက်ရက်လက်ကောက်ကလေးဒီမှာအတွန်ပိုင်းနောက်ဒီလာလေးအပေါ်အပြင်ပိုင်းဒီမှာအပြင်ပိုင်းဒီမှာအတွန်ပိုင်းနောက်ဒီလိုမျိုးဒီလိုမျိုးတွေနောက်ဒါလေးတွေပါမယ်ပြီးရင်ဒီမှာပြီးရင်ဇောင်းလေးဒီလိုဇောင်းနောက်ဒီလိုမျိုးဇောင်းနော်ဒါလေးတွေဆိုရင်လည်းကျွန်တော်တို့ကဒါ6000ကျော်တန်းပစ္စည်း ။နောက်6000ကျော်တန်းပစ္စည်း။နောက်ဒီကောင်လေးတွေဆိုရင်လည်းအရန်လာတယ်မကြီးပစ္စည်းရှားတယ်တဲ့မှာပါတယ်လျှက်စည်းဆောင်လို့လည်းပြောတာ။နောက်သူကသူကဒီကောင်လေးကကျတော့ခြေကံကိုအပေါ်ကပိုးလေးဖောက်ထားတာ။ဒီဒီဇိုင်းကအခြေခံကပိုးလေးဖောက်ထားအပွန့်လေးတွေကပိုးအိန္ဒိယပိုးဒီကောင်လေးတွေကခြေကံခြေပအိန္ဒိယခြေအယောင်မကြောက်ရေမျိုးအနက်ကနေကလာဆိုမွဲမသွားဘူးဖုံမသွားဘူးလွတ်မသွားဘူး။နောက်ဒီလိုမျိုးပြီးရင်ကျွန်တော်တို့ကဒီမှာဒါလေးကကျတော့ကျွန်တော်တို့ဒါဒါအပွန့်လေးကိုမှအနွယ်ဘက်ကိုသွားတာ။အပွန့်အခိုင်ကြီးတွေမကြိုက်ဘူးအနွယ်လေးပုံစံလေးကြိုက်ရင်ဒါလေးယူဈေးနှုန်းက9000ကျော် နှစ်ไก่ကွင်းတကွင်းချင်းပဲလေးရက်လက်ကောက်ထဲလေးအကုန်လုံးကနှစ်ไก่ကွင်းတွေပဲဝမ်းဆက်မလာဘူးတော့ဒီထဲမှာတော့ဝမ်းဆက်လေးအ ਨੇ ချင်းတော့ရှိတယ်ဒီဒီကောင်လေးထဲမှာတော့ဝမ်းဆက်မရှိဘူးဝမ်းဆက်တော့မှအများကြီးများများမဟုတ်ဘူးနှစ်စုံသုံးစုံလောက်ပဲအလွန်ဆုံးရမှာနှစ်စုံသုံးစုံလောက်ပဲရမှာနော်ဒါလေးကကြတော့ကျွန်တော်တို့နှစ်ไก่ကွင်းတကွင်းချင်းနော်ကာလာလေးကတော့ကိုစီကိုစီမှာတော့ရှိတယ်နော်ကာလာလေးတွေကတော့ဒီထဲမှာလည်းကျွန်တော်တို့ဒါကာလာလေးတွေရမယ်နော်ဆိုတော့ ဒါလေးဆိုရင်ဒါ9000ကျော်68လမ်း333လေးမန္တလေးမြို့ချယ်ရီဦးချင်းရွာတည်ဆိုင်မှာကျွန်တော်တို့ဒါမနေ့ရှင်းနေရနေညနေ6နာရီ6ခွေဖွင့်ထားတယ်နိုင်ငံစုံနေစုံပို့ပေးပါတယ်နော်အဲကျွန်တော်တို့ဒါကျွန်တော်တို့ချင်းသီးတဲ့ရောင်းတာဆိုချင်းနဲ့နဲ့ပတ်သက်တာတွေဒီဇိုင်းအစုံအစုံကျွန်တော်နည်းနည်းချင်းစီနည်းနည်းချင်းစီပြပေးနေတယ်။နော်ဝင်ကြည့်သွားပြီးအောင်အားလုံးကျေးဇူးတင်ပါတယ်နောက်နေ့မှာပြန်လည်ဆုံတွေ့အောင်မယ်။